။ဘုန်းကြီးတို့ဘုရားဘာသာဝင်သူတော်စင်တွေမျောမှန်းကြတဲ့နိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးနိုင်တဲ့အနိကဆုံးစောင်းနှံလေးကားကြီးဟာဝိပဿနာတရားပဲဖြစ်တယ်။ဝိပဿနာဆိုတာအနိစ္စတိညာနဲ့တွားတာပဲဖြစ်တယ်ပေါ့။ဒါကြောင့်မို့အနိစ္စတိညာကိုလက်ဖြစ်တည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေအနိစ္စတိညာဒီရှုတော့ကပွားများနိုင်လို့အနိစ္စတိညာကိုဖယ်ရှားလိုက်နိုင်ပြီ။ ရဲတယ်ဆိုတဲ့အရာတစ်ခုမှရှာမတွေ့ဘူးအားလုံးဟာထာဝရပြောင်းလဲနေတယ်မမြဲတဲ့အရာပဲလို့ဆင်ញင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်တော့တေချာပေါ့ဒီကုသိုလ်ဟာအမြတ်ဆုံးပဲကဲမြတ်စွာဘုရားကအနာရဝိတ္ထေကြီးကိုတဖြည်းဖြည်းဆွဲခေါ်သွားတာဝိပဿနာအလုပ်ကိုအားထုတ်ဖို့ဆွဲခေါ်သွားတာပဲ။ ဝိပဿနာအလုပ်ကိုအားထုတ်ဖို့ဆွဲခေါ်သွားတယ်။နောက်ဆုံးမှာဝိပဿနာအလုပ်အားမထုတ်ဘဲနဲ့ဘယ်သူမှနိဗ္ဗာန်ကိုရမှာမဟုတ်ဘူး။အဲ့တော့နာရဝိတ္တိကြီးကလည်းမြတ်စွာဘုရားတရားနာလို့သူကသောတပန်ဖြစ်သွားတယ်။သောတပန်အဆင့်ဖြစ်သွားပြီ။ရှေ့ကိုဝိပဿနာအလုပ်တွေအားထုတ်ဖို့ရတယ်ရှိတယ်။တဂရဂံဖြစ်ဖို့ဝိပဿနာအလုပ်ကိုအားထုတ်အောင်မယ်။ တဂရဂံဖြစ်ပြီးရင်လည်းအနာဂံဖြစ်ဖို့ဝိပဿနာလုပ်ဖို့အထောက်အအောင်ပဲအနာဂံဖြစ်ပြီးရင်လည်းယဟနာဖြစ်ဖို့ဝိပဿနာလုပ်ဖို့အထောက်အအောင်ပဲအဲ့ဒီအလုတ်တွေသူ့မှာကျန်းနေသေးတယ်ပေါ့အဲ့ဒါတွေမလုပ်လို့စာပေကျမ်းကမှာအနာတဘိန်တတိဆိုတာဝတ္တဗိရတတမယာထဲမှာပျော်တယ်ဝတ်ထဲမှာပျော်တဲ့ပုဂ္ဂိုလ်လို့ဒီလိုနာမည်တက်ချင်းခံရတယ် သူကဒါနပဲစိတ်ဝင်စားတယ်ဝိပဿနာကိုသိစိတ်ဝင်စားတဲ့သဘောမရှိဘူးပေါ့သောတပန်တော့သောတပန်ဖြစ်ပြီးသားပဲသို့သောဝိပဿနာတရားအထုတ်ဖို့ရသူများများကြီးစိတ်ဝင်စားမှုမရှိဘူးလူမှုတမ်းမှုတွေပဲအမြဲတမ်းအာရုံစိုက်ပြီးတော့နေလို့ရသော်ဗျာကဒီဝေလာမသုတ်တန်ကြီးမနေအနိစ္စတင်ညာနဲ့ဆုံးသက်ထားတာလို့ဒီလိုတွေးရင်တော့မမနိုင်တော့ဘူးပေါ့ဒါကြောင့်မို့ အနာရဝိတ္ထေကြီးဘဝအဆုံးသက်ခံနေမှာရှင်သာရိပုတ္တရာမထေရကအစွဲဤဖြုတ်ဖို့အတွက်တစ်ခုချင်းတစ်ခုချင်းအစွဲဖြုတ်တဲ့တရားကိုခေါ်တဲ့အခါအဲ့ဒီကြတော့မှသူကမြေကြီးကြပြီးရှက်ကြီးတငင်ငိုတယ်နာရဝိတ္ထေကဘာလို့ရှက်ကြီးတငင်ငိုတဲ့အခါရှင်သာရိပုတ္တရာကဘာလို့ငိုတာတော့လို့ဆိုအရှင်ဘုရားတို့ကိုတပီးတော့ ကိုးကွယ်လာတာကြာပြီဒီတရားမျိုးကိုတခါမှမဟောဘူးခုမှဟောလို့သူကလည်းအဲ့ရတဲ့ကမထနိုင်တော့ဘူးဒီလိုတရားမျိုးတစ်ခုချင်းတစ်ခုချင်းအစွဲဖြုတ်သွားတဲ့တရားမျိုးကို तू ခုမှနာရလို့ဝမ်းနေလို့ငိုတယ်လို့ तू ကဒီလိုပြောတယ်အဲ့တော့ရှင်သာရိပုတ္တရာကမိတ်ရှိတယ်ဒါတွေကလူ့အကြောင်းတွေကိုသိပြီးတော့ဟောလို့မရှိဘူးတဲ့လူ့အကြောင်းတွေက အစွဲလန်းတွေကြီးကြတယ်မိသားစုနဲ့နေကြတယ်စီးပွားဥစ္စာရှာကြတယ်ဆိုတော့ဒီတရားမျိုးကိုသိပြီးတော့ဟောလို့မရှိဘူးဆွဲဖြုတ်ဖို့တရားတွေဟောလို့မရှိဘူးလို့ရှင်သာရိပုတ္တရာအလို့မရှိအဲ့တော့နာရဝိန်တထေကြီးကိုယ်တိုင်းကိုကဒါနာပိရတာလှူမှုတန်းမှုပေါ်မှာသာပျော်တာကိုပျော်သည့်အတွက်ကြောင့်သူတို့ကဘုံစင်စာပုံကုမျိုးတွေပဲဖြစ်သွားတို့တိတာဘုံရောက်ပြီးတဲ့အခါမှာ ထိုတုတ်တိတာဘုံမှာအဲ့ဒီကနေပြီးတော့ဒီနောက်တစ်ဘုံထပ်ပြီးတော့ဖြစ်ဖြစ်ပြီးတဲ့အခါမှာအနာဂမ်ဘဝနဲ့သုဒ္ဓဝါဒ၅ဘုံတစ်ဘုံချင်းတစ်ဘုံချင်းနဲ့သွားပြီးနောက်ဆုံးသုဒ္ဓဝါဒအမြင့်ဆုံးအာဂနိဋ္ဌဘုံရောက်တဲ့အခါမှာသူဟာယဟန္တာဖြစ်ပြီးတော့အကြာကြီးတန်မြာထဲမှာရှိနေဦးမှာဘဝအနေနဲ့ကတော့ခုနှစ်ဘဝပဲ သတ္တန်ရှိတဲ့မြမဘဝနဲ့အာဂဏိဌဘုံရောက်ပြီးမှသူဟာဘဝအဆုံးသတ်မှာဖြစ်တယ်။ဝိသခာကျောင်းမကြီးကလည်းပဲထိုးတူပဲနိဗ္ဗာန်ရတိဘုံမှာရောက်နေတယ်။နိဗ္ဗာန်ရတိဘုံကနေပြဏိဝိတဝန္တဝတိဘုံရောက်ပြီးတဲ့အခါမှာအနာဂံဘဝနဲ့သုရဝါဒ၅ဘုံတဘုံချင်းတဘုံချင်းသွားပြီးနောက်ဆုံးဘုံရောက်မှယဟန္တာဖြစ်တယ်။ဒီလိုဖုံစင်စားနေလို့ဒီလိုဆိုတယ်။သူတို့က သူတို့စိတ်အာဏနာဘာတော့စေရှုခြင်းနဲ့တန်းခြင်းနဲ့ဖျားခုခြင်းနဲ့တရားနာခြင်းနဲ့အဲ့ဒီဘက်ကို စိတ်တန်းဒါကြောင့်မို့မြတ်စွာဘုရားကဝီလာမတုတ်တံကိုဟောတဲ့အခါမှာသူလူရတန်းရတာဟာစိတ်တန်းမကြဘူးဆိုတဲ့အခါမှာအေးစိတ်တန်းမကြတာမပူနဲ့အနိစ္စပညာပွားလို့ဆိုချင်တာပဲပေါ့မြတ်စွာဘုရားဒါမှနိဗ္ဗာန်နဲ့နိမေနိဗ္ဗာန်ကိုမြန်မြန်ရောက်နိုင်တယ်လို့ ဒီလိုတွေးတောပြီးတော့ကြည့်လို့ရှိရင်လည်းယုတ်တိရှိတယ် reasonable ဖြစ်တယ်ပေါ့ logical ဖြစ်တယ်ရသော်ဘုရားဟာဘယ်တော့ပဲဖြစ်ဖြစ်သောတပန်ဘွာလေးနဲ့ကျင့်နိုင်ရင်လည်းရသော်ဘုရားကဆုံးမတယ်ကျင့်နိုင်မနေနဲ့တက္ကရာကဘွာလေးနဲ့ကျင့်နိုင်နေရင်လည်းရသော်ဘုရားကမကျင့်နိုင်မနေဘူးဆုံးမတယ်ရဟန္တာမဖြစ်မချင်းရသော်ဘုရားတွန့်ဖို့ အလုံးတန်တရာဆိုတာဟာတဘွားဆိုလဲတဘွားတန်တရာရဲ့ဒုက္ခကိုကြုံတွေ့ကြရမှာဖြစ်တယ်။အဲဒီလိုဒုက္ခကိုမခံစားစေခြင်းလို့ရသော်ပြားအနိစ္စတင်ညာပွားလို့ဒီကုသိုလ်ဟာအကောင်းဆုံးပဲလို့ဒီလိုဟောကြားဆုံးမလိုက်တာပဲဖြစ်တယ်ပေါ့။အေးဝိပဿနာကျင့်စဉ်တရားကိုကျင့်ကြံကြိုးပမ်းအားထုတ်ခြင်းဟာအကောင်းဆုံးကုသိုလ်ဖြစ်တယ်။အဲ့ဒီအကောင်းဆုံးကုသိုလ်မျိုးကိုလည်းပဲ တို့တွေမိထားလို့မဖြစ်ဘူးဒါနကောင်းမှုတွေမှာခုလိုကျောင်းဆောင်ကြီးတဆောင်ဆောက်လို့လှူဒန်းလဲရတဲ့ကုသိုလ်ဟာအလွန်ကြီးမားတဲ့ကုသိုလ်ဖြစ်တာမှန်တယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကတရဏဂုံနဲ့သီလဒီတဲ့ကောင်းတဲ့ကုသိုလ်ကမေတ္တာဘာဝနာဒီတဲ့ကောင်းတဲ့ကုသိုလ်ကဝိပဿနာတရားဆိုတာကိုတော့မေ့လျော့ပြီးတော့မထားလိမ့်နဲ့လို့မြတ်စွာဘုရားဆုံးမဟောကြားတာဖြစ်တဲ့ပုံတရားချက်ခင်သူတော်စင်ပြိဋ္ဌာန်ပေါင်းတော့ ဝေလမသုတ်တံဟောကြားချက်များကိုဆုံးမဩဝါဒအချက်များကိုဒါနနဲ့ပတ်သက်ပြီးတော့လည်းပဲတလေးတစားလှူဒန်းဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်အလူကပုဂ္ဂိုလ်အစဉ်စဉ်အလိုက်ဒါနကောင်းမှုတွေကကွဲပြားခြားနားမှုရှိတယ်ဆိုတဲ့အကြောင်းဒါနတဲ့တရဏဂုံသီလကမြတ်တယ်တရဏဂုံသီလတဲ့တမထကမြတ်တယ်တမထတဲ့ဝိပဿနာမြတ်တယ်လို့ ဒီလိုအကျိုးမြတ်သရဝရရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတော်မူတဲ့မြတ်စွာဘုရားဟာအကောင်းဆုံးထိအောင်လမ်းညွှန်မှုကိုပြုခဲ့တာဖြစ်တယ်။ဒုဒ္ဒတွေဟာလည်းပဲကုသိုလ်တွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခု ကောင်းတဲ့ကောင်းတဲ့ကုသိုလ်တွေရအောင်ဒုဒ္ဒတွေစူးစားအားထုတ်ကြမယ်လို့ကိုစီကိုစီစိတ်အားတက်ပြီးစူးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။